မြန်မာပြည်ကြီးမှာလက်ရှိအခြေအနေကိုမြန်မာပြည်မှာမိဘမိတ်ဆွေငွေကြီးများထက်တူခန်းစားမိပါတယ်ကျွန်တော်တက်လက်နဲ့ကျွန်တော်တို့ရည်မှန်းချက်ကျွန်တော်တို့အိမ်မက်တွေကိုကောင်းကောင်းအခေါ်တိုင်းအကောင့်ထဲမှာပေါ်နိုင်တဲ့လူငယ်တွေကအများကြီးပါသူတို့နဲ့ထက်တူတကယ်ခန်းစားမိပါတယ်ကျွန်တော်လူငယ်တွေကအိမ်မက်တွေအကြီးကြီးမက်ရမယ့်အချိန်မှာအခြေအနေရဲ့အကြောင်းအိမ်မက်တွေကိုအကောင့်ထဲမှာပေါ်နိုင်တဲ့လူတွေကများပါတယ်လူငယ်တွေကိုလွတ်လွတ်လပ်လပ်အိမ်မက်မခွင့်ပေးပါလို့တောင်းဆိုပြရစေတချို့ဆိုနေမေမေးကြမ်းချင်း စစ်ဆောင်ဘွားတွေနဲ့အဖက်ဖက်မှာနေကြနေရတယ်ရေမှန်းချက်တွေပျောက်နေရတယ်စစ်ဆောင်ရတဲ့ဘွားတွေကိုကိုချင်းစားကြပါစစ်ဆောင်မပြောနဲ့ဝတ်တက်တဲ့နေတဲ့နဲ့ခီးတခုသွားကြည့်အမျိုးတွေစီတပတ်လောက်ပဲအင်လေသွားကြည့်သူတို့ဘက်ကအဝိကျေတောင်ကိုယ့်အိမ်မဟုတ်တော့စိတ်ကျဉ်ကျတယ်မလွတ်လပ်ဘူးစစ်ဆောင်နေရတဲ့မိဘများမိတ်ဆွေတငယ်ချင်းများထက်တူရင်းနေတဲ့တရားတကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်အများဆုံးအဆင်ပြေကြပါစေဒါနဲ့အခုကျွန်တော်တင်ပြမယ့်လုပ်ငန်းရှင်မျိုးအကြောင်းကိုပြောပြပေးသွားပါမယ် ကိုကဝင်နေမဲ့ဖြစ်ဖြစ်လက္ခဏာပဲဘလို့လုံးမျိုးပဲလုံးနေလုံးနေကိုကိုပိုင်စီဝဲလေးတခုတော့အောက်ချစ်ကနေနည်းနည်းချင်းအသက်သွင်းနေဖို့လိုတယ်ကိုကကိုပိုင်စီဝဲလေးလှုပ်ချင်တယ်စောင်းဝင်နေရအတွက်လှုပ်ထူးလုံးမောက်ကိုရမယ်ဆိုတာတော့နားလေပါတယ်လှုပ်ပါကိုကိုပိုင်စီဝဲလေးတခုတော့တစ်ဖက်မှာအခြေချနေဖို့လိုတယ်အဲ့ဒါလှုပ်ချင်တဲ့မိတ်ဆွေတွေရှိလားရှိရင်ဗီဒီယိုအဆုံးထိကြည့်ပေးပါ ကိုပိုင်လုပ်ငန်းအနေနဲ့တဖြည်းဖြည်းချင်းစလို့ရတဲ့ကိုပိုင်စီဝဲအကြောင်းကိုမိတ်ဆက်ပေးသွားပါမယ်နံပါတ်1အင်ချမ်းမြေ ဒါကတော့ယင်းဒီမြုံနယ်မှုအပိုင်းမှာဟုတ်ပါတယ်ကိုစုဆောင်တဲ့ငွေကိုတစ်ဖက်မှာယင်းဒီမြုံနယ်ချင်းအချင်းမီမှာယင်းဒီမြုံနယ်ကအကောင်းဆုံးပါလို့အကြံပြုပြစေအချင်းကြလာတာနဲ့အမြန်တန်မှုကတက်လာတာပါအောင်မြင်တဲ့လူတယောက်ဖြစ်တဲ့အထိလုံနိုင်တဲ့အလုပ်တစ်ခုကမိတ်ဆွေကအချင်းမီတွေကဈေးကြီးလိုက်တာရှိတဲ့ပတ်စံနဲ့ဘယ်လိုလုပ်ရမလဲဟုတ်ပါတယ်ဒီအမေးမှာအဖြေရှိပါတယ်လုံလို့ရပါတယ်နည်းနည်းချင်းနဲ့စလို့ရပါတယ်အရင်ဆုံးမိတ်ဆွေကဒီအလုပ်ကိုဘယ်လိုပုံစံအထိအောင်မြင်ကြတာလဲဥပမာ တိုက်တွေချန်နေအများကြီးနဲ့ချမ်းသာကျင်တာလားကိုဖြစ်ရှင်တဲ့ပုံစံကိုအရင်တွေးရမယ်အဲ့ဒါပထမဆုံးအရေးကြီးဆုံးဒုတိယကအချိန်သတ်မှတ်တစ်နေ့လားနှစ်နေ့လား၁၀နေ့၁၀နေ့လားရတယ်အချိန်တခုတော့သတ်မှတ်တော့ဒါလည်းသိအရေးကြီးတယ်အားလုံးအစဉ်သိဖြစ်ပြီဆိုစမယ်ကိုဘလောက်တန်လောက်ဆိုရင်ရနိုင်လဲသင်က၁၀သိန်းတက်လောက်တက်နိုင်ရင်သိန်းတရာတန်လောက်အနည်းဆုံးစဉ်းစားလို့ရပြီဒါရင်းနှီးမှုငွေရဲ့ပိုင်းထပ်ပြီးတော့ကိုဝယ်မဲ့ HM ကတလောက်ကိုဘလောက်ပြန်ဝင်မှလဲတနည်းနည်းဘလောက်ပြန်ဝင်မှလဲအဲ့ဒါထည့်စင်းစမ်းတော့ကိုကရင်းနှီးထားတာပြန်ရမှကိုရမှာနောက ေးတက်မှပြန်ရောင်းဝင်အဲ့ဒါကတစ်ပိုင်းအဲ့ဒါပုံသေးနေအခုကတလကိုတနေ့ပဲဖြစ်ဖြစ်ငွေပြန်ဝင်မဲ့နေရာမျိုးမြေမျိုးကိုဝယ်ဖို့လိုတယ်ပတ်သက်ပြန်ဝင်တာနည်းတာများတာကအကြောင်းမဟုတ်ဘူးရားနိုင်ဖို့လိုတယ်ကိုကယဉ်နိမှုအပိုင်းကိုလည်းစဉ်းစားပြီးပြီးမိတ်ဆွေမှလည်းဝင်ဝူကအထိုက်သင့်ရှိနေပြီဆိုမိတ်ဆွေဝယ်နိုင်ပြီတခါတည်းအပိသက်မချေနိုင်လေအရေးကြတဲ့ရအောင်ဝင်နိုင်တဲ့စိတ်ကိုအရေးချင်းရှိရမယ်။ခြံမြေဆိုလေကိုတင့်တော်တဲ့အပင်နံကိုစိုက်ရှင်တဲ့အပင်နံစိုက်လို့ရတဲ့စိုက်လို့ရရင်ဝယ်ပါ ကိုဝယ်တဲ့ခြံမြေကအကြီးသေးအနည်းများတားအေးမကြည့်ဘူးပထမဆုံးတစ်ခုကိုအတင်ဝယ်ပြပြီဆိုရင်အတင်အောင်မြင်ပြီကိုဝယ်တဲ့ခြံမြေကလာစဉ်နှစ်စဉ်ဝင်ဝင်ပြန်ရနိုင်မယ်အဲ့ကရတဲ့ငွေနဲ့ကိုထက်စုဆောင်တဲ့ငွေနဲ့ဆိုနောက်ထပ်ဝယ်ထက်စုဆောင်မှုကမခက်ခဲတော့ဘူးလုပ်ကြည့်ပါနံပါတ်1လေယာဉ်မြေဒီတစ်ခုကလည်းယင်းနှမြုံနံမှုအပိုင်းမှာအဓိကကတော့နေဘက်ကနေတခြားနေရာဟိုအလုတ်သွားလုံနေတဲ့တခြားနိုင်ငံမှာအလုတ်လုံနေတဲ့လူငယ်တွေအတွက် ကိုဝင်ဝေကို ပြန်ပြီးရင်းနှီးမြှုပ်နှံဖို့အသင့်တော်ဆုံးပါလက်ရှိလဲလုံးနေတဲ့လူငယ်တွေလည်းထပ်ပြီးလေးလာနိုင်ပါတယ်ကိုနယ်ကိုပတ်ဝင်းရှင်ဆိုတော့ပိုတိတော့ရင်းနှီးမြှုပ်နှံလို့ကောင်းတာပေါ့ကိုဝယ်မဲ့လေယာမြေအကြောင်းကိုလည်းကိုကသိနေရောကိုစိတ်ရှားရပါတယ်လေယာမြေဆိုတာကျင်းသိတစ်နေ့တစ်ခါတစ်နေ့နှစ်ခါဝင်ဝေပြန်ရတာပါကိုတက်နိုင်တဲ့လောက်ချိန်ပြီးဝယ်လို့လည်းရတယ်ကိုတိုင်မလုပ်ချင်လဲငါးနဲ့ပြန်လုပ်ခိုင်းလို့ရတယ်ကိုဝယ်လိုက်တာနဲ့နေ့စဉ်ပြန်ဝင်ဝယ်မဲ့ပြန်ပြီးတော့ဝင်ဝေပြန်ရမယ်အလုပ်ပါ ။လေယာမီဆိုတာယင်းနည်းမြုံနိုင်ကျင်သူတွေအတွက်ထပ်ဆင့်လုပ်လို့ရတဲ့အလုပ်မျိုးပါ။စိုက်ချိန်ပြုံးကြီးအတွက်ငိုထိုင်ရင်းလို့လည်းရတယ်။ကို့လေယာမီတဲ့ပြန်ပြီးယင်းနည်းမြုံနိုင်ရတာဆိုတော့နှစ်ခါပြန်ရတာပါ။တခုတော့သတိထားရမယ်။စိုက်ပေးမကောင်းတဲ့နေရာအကျမ်းမေရှိပြောနေမီမေရေးချတဲ့နေရာဆိုတော့မဝယ်ဖို့အကြံပြုပြရစေ။ရောင်းဝယ်စာချုပ်ချုပ်ဆိုဖို့မတိကြလို့ပါ။နံပါတ်3အထည်ဆိုင်ဖွင့်ပါဒါကလည်းအလုပ်တင်ဆုံးအလုပ်ပါအထည်ဆိုင်ဖွင့်ရင်မိတ်ဆွေကကြိုက်တဲ့သူကိုရောင်းလို့ရတယ်ကျွန်တော်ပြောချင်တာယောက်ျားလေးရောင်းမလားမိန်းကလေးရောင်းမလား လူကြီးရောက်လားလူငယ်ရောက်လားကြိုက်တဲ့သူလားကိုကရောက်လို့ရတယ်ကိုသိမိတ်ဆွေကိုတငယ်ချင်းတွေကိုဆိုင်ကိုလာပြီးတော့အားပေးဖို့ခေါ်လဲဘလို့လူမျိုးပဲဖြစ်ကိုကခေါ်ရောက်လို့ရတယ်ဥပမာတင်ကအရင်ဆိုင်ဖွင့်တာရင်ရမတော့တဲ့လူဆိုရင်ခေါ်ရောက်လို့မရအောင်အဲ့တဘောပြောချင်တာနောက်ပြီးအထဲဆိုင်ဖွင့်ရင်အောင်မြင်ဖို့အတွက်အဓိကလှုပ်တင်တဲ့အချက်များကိုလည်းအကြံပြုပေးသွားပါမယ်အထဲဆိုင်ကြီးတမ်းမဖွင့်မီမိတ်ဆွေအရင်ကမဖွင့်ဘူးဆိုအရင်ဒီနည်းနည်းနဲ့စလို့ရအောင်အရင်ဆုံးကိုအကျဲဆုံးဒီဇိုင်းကိုဝယ် ကိုရောင်းမဲ့ပစ္စည်းကကိုအရင်ကြိုက်နေဖို့လိုတယ်ဒါမှပြန်ရောင်းတဲ့ကလက်ကလိုက်လိုက်လဲလဲနဲ့ကိုရှင်းပြနိုင်မှာအတိမိတ်ဆွေတွေကိုအတိမိတ်ဆွေတွေကိုတငယ်ချင်းတွေစီကိုအရင်ဆုံးရောင်းကြည့်ဈေးရောင်းတဲ့အတွေ့အကြုံကိုအရင်ယူ online ကနေဆက်ရောင်းကြည့်အခုခေတ် online မပါလို့မရတော့ဘယ်ကုန်ပစ္စည်းပဲရောင်းရောင်း online အားကောင်းနေအကောင်းဆုံးပဲတချို့ဆိုဆိုင်ငန်းငါးစီအောင်မလို့ online ကနေပဲရောင်းနေတဲ့လူတွေအများကြီးပဲကိုရောင်းမဲ့နေရာကလူတော်လူရများတဲ့နေရာဖြစ်နေဖို့လိုတယ်မျိုးကြီးတွေမှာဆိုင်ငန်းအကြီးကြီးတွေငါးပြီးတော့ရောင်းခိုင်းတာမဟုတ်တော့ ကိုဆိုင်ဖွင့်မယ်လို့စိတ်ကူးရတဲ့နေရာကလူအစီကားဆုံးဖြစ်နေရမယ်။ဒါမှလည်းဝယ်သူကိုမြင်မှရှာလို့ရမှာ။နောက်တစ်ခုကကိုရောင်းတဲ့နေရာနဲ့ကိုက်ညီတဲ့အဝတ်ထည်များများဖြစ်နေဖို့လိုတယ်။ကိုက shopping ဟိုကြီးတဲ့သွားပြီးတော့ဆိုင်ကြီးဖွင့်ထားတဲ့ပစိုးအင်ဂျီတွေကြီးပဲရောင်းနေမယ်ဆိုရင်အဆင်မပြေဘူးရောင်းလို့မရဘူးပြောတာမဟုတ်ဘူးနော်။အပတ်ဝင်းကျင်နဲ့ကိုက်ညီတဲ့အဝတ်စားများများဖြစ်နေဖို့လိုတယ်။ဈေးနှုန်းချုပ်တာပြီးတော့ရေသွေးပြေဝတဲ့ကုန်ကျစရိတ်ကိုလည်းရှာဖွေနိုင်ရမယ်။ ဝယ်သူတွေကဈေးသက်သာတာကိုကြိုက်ကြတယ်အဲ့ဒီအတွက်ဖန်တီးပေးနိုင်ရမယ်ပြီးတော့တင်းရငွေကြေးကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပြီဆိုရင်တင်းရအောင်မြင်တဲ့အထည်ဆိုင်ကြီးတစ်ခုကိုပိုင်ဆိုင်နိုင်ပါပြီနံပါတ်၄ကတော့လျှက်စအပိုပစ္စည်းဆိုင်ယနေ့ခေတ်မှာအလုပ်တွေဆုံးအလုပ်ပါလူတိုင်းကလျှက်စပစ္စည်းနဲ့စိတ်မနေပါဘူးလူတွေကလျှက်စပစ္စည်းတွေကိုမိကိုအားကိုးလာကြတဲ့ခေတ်ပါမိတ်ဆွေအုံကိုပဲအရင်ပြန်ကြည့်အရင်ခါတဲ့လျှက်စနဲ့ပတ်သက်တဲ့ပစ္စည်းကိုအရင်ခါတဲ့ပို့သုံးလာသလားဆိုတော့ဘူး မိတ်ဆွေအဝယ်များဆုံးကဘာတွေလဲနောက်ပြီးတော့သူများတွေကဘာတွေခဏခဏဝယ်တယ်လဲလေ့လာရမယ်စုံစုံလင်းလင်းလေးတည်ရောက်နိုင်တော့ပိုကောင်းပါတယ်အဝယ်အများဆုံးပစ္စည်းကိုတော့ stock အများဆုံးဖြစ်နေဖို့လိုတယ်ဖုန်းဝပစ္စည်းရောင်းမဲ့လို့စိတ်ကူးထားရင်လည်းနည်းနည်းပြင်တဲ့အောင်သင်တန်းလေးအချိန်ပေးပြီးတက်စေခြင်းနဲ့ပြင်းနေစင်တဲ့လူကပိုရောင်းရတယ်ပြင်ကားပါရတာမလို့နှာခဝင်ဝင်ပြင်ရတာပါဆိုင်နေရဒါခါလေးအရေးကြီးတယ်ကိုပတ်ဝကိုဆိုင်ဖွင့်မဲ့ပတ်ဝန်းကျင်ကလူတော်လူလာများနေဖို့လိုတယ်ဆိုင်ကန်းကအကြီးကြီးငားစရာမလို့ အယောင်ပြမဲ့ပစ္စည်းလေးခင်းပြထားလို့ရဟင်ကိုအစဉ်ပြေနေပြီအကောင်းဆုံးကတော့ဈေးနီစာသင်ကျောင်းနီဖြစ်နေပိုကောင်းတယ်နေဘက်ဆိုရင်လည်းလူသွားလူလာများတဲ့လမ်းဘေးဖြစ်နေဖို့လိုတယ်ပစ္စည်းဝယ်ရမှာလည်းရန်ကုန်တို့မန္တလေးတို့ဆိုင်ကြီးတွေစီဓာတ်ရိုက်သွားဝယ်နိုင်ရင်ပိုကောင်းပါတယ်စိတ်ချရတဲ့ဖောက်တဲ့ရှိရင်လည်းဓာတ်ရိုက်ယူလို့ရပါတယ်ပစ္စည်းရဲ့ရေသွေးနဲ့ဈေးကိုတက်နိုင်တဲ့မြတ်အဲ့နိုင်တယ်များထိနေအောင်လုပ်ရမယ်ဈေးခွက်ဆိုတာမသေးကြဘူးအချိန်မီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပြန်ဘက်ပေါ်လာတတ်တယ်ကိုယ့်ရဲ့ အားနေချက်အားသာချက်တွေကိုအမြဲလေးလာနေဖို့လိုတယ်။ PC ပြည့်ရင်တမချက်တစ်ခုအချိန်ကာလတစ်ခုနဲ့ပြန်လဲပေးနိုင်တဲ့စနစ်တစ်ခုပါနေဖို့လိုတယ်။နံပါတ်5မိတ္တူနဲ့စာစီစာရိုက်။ကျောင်းသားကျောင်းသူများနဲ့ဝန်ထမ်းများအသုံးများဆုံးဖြစ်ပါတယ်။ကျောင်းသူကျောင်းကျောင်းသူကျောင်းသားတွေနဲ့ဝန်ထမ်းတွေအတွက်အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ပါတယ်။လှုပ်ပေးနိုင်တဲ့ဝန်ဆောင်မှုများကတော့စာစီစာရိုက်ပြင်ဆင်ခြင်းမိတ္တူကူးပွေးခြင်းဖိုင်တွဲပေးခြင်း အင်္ဂလိပ်မြန်မာဘာသာသင်ပေးခြင်းတက္ကသိုလ်ရုံးများအတွက်မှတ်ပုံတင်ပေးခြင်းဆောင်းပါးများလက်ကမ်းစာဆောင်များကြော်ညာများကိုဒီဇိုင်းဆွဲပေးခြင်းတို့လုပ်နိုင်ပါတယ်။ဆိုင်ဖွင့်သင့်တဲ့နေရာကတော့ကျောင်းနီ၊ယုံနီ၊တရားယုံနီများတွင်ဖွင့်နိုင်ပိုကောင်းပါတယ်။ဖောက်တယ်များကိုအပေါ်ဝင်ဆောင်မှုပေးခြင်းသူတို့ရဲ့အကြံပြုပွဲခြင်းများကိုနားထောင်ပြီးတော့စာရွက်ရဲ့အချက်လက်များကိုလေးဦးဝက်ပေးဖို့လိုပါတယ်။အောင်မြင်နိုင်တဲ့အချက်လက်များကတော့ခြေလမ်းသေးသေးလေးနဲ့စတင်မှာ အရေးသေးကိုအလေးထားပါအမားကင်းအောင်လုပ်နိုင်ရင်သင်ရဲ့မိတူနဲ့စာစီဆိုင်ရဲ့လုပ်ငန်းကျင်းပကြီးတော့အောင်မြင်လာမှာပါနံပါတ်6ထမင်းဟင်းနဲ့ပါဆယ်ထုတ်ပို့ခြင်းဒီလုပ်ငန်းကိုစတင်စတင်သင်တာတော့စက်မှုစုံအနည်းငယ်စတင်ပါတယ်စက်စက်ရုံမှာအလုပ်လုပ်နေတဲ့လူငယ်တွေကအလုပ်သွားအလုပ်ပြန်အလုပ်ချိန်တွေကြောင့်ချက်ပြုတ်စားတော့ဖို့အခက်အခဲရှိကြပါတယ်အဲဒါကြောင့်စက်ရုံမှာစက်ရုံလုပ်ရုံတွေကိုထမင်းဟင်းနဲ့ အခြားအစားအသောက်ပို့ဆောင်ပေးနိုင်တဲ့ဝန်ဆောင်မှုကို လုပ်ပေးနိုင်ရင်အလုပ်တင်ဆုံးအလုပ်တစ်ခုပါမြန်မာပြည်မှာအလုပ်တင်ဆုံးမှာဝင်ငွေကျန်းစီမှာမိတ်ဆွေကစက်ယုံအလုပ်ယုံမှာအလုပ်ခေါင်းဆောင်မန်နေဂျာများမှတစင်းစားသုံးသူကိုဖိတ်ခေါ်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိုတိုးချဲ့လို့ရပါတယ်။ဒါဆိုရင်စားသုံးသူတွေကိုရွှေမျိုးအရင်းချတယောက်လို့သဘောထားပြီးတော့ဝန်ဆောင်မှုပေးနိုင်ရမယ်။အစားအသောက်ရဲ့တန်ရှင်းလက်ဆက်မှုနဲ့ဈေးနှုန်းကိုတင့်တယောက်ရောင်းနိုင်ရင်မိတ်ဆွေရဲ့လုပ်ငန်းကတစ်နှစ်တခြားကြီးထွားအောင်မြင်လာမှာပါ။ နဘက်ကဝမွေးဝမွေးမြူရေးဒီလုပ်ငန်းကလည်းနည်းနည်းချင်းကနေစီးပွားပြည့်လုပ်လို့ရတဲ့လုပ်ငန်းတစ်ခုပါလူကြီးရေတိုးပွားလာတဲ့အတူဈေးကွက်မှာအသားလိုအပ်ချက်ကလည်းမြင့်တက်လာပါတယ်အဲ့ဒါကြောင့်အသားလိုအပ်ချက်ကိုဖြည့်တင်ပေးနိုင်တဲ့ဝမွေးမြူရေးကလည်းအလုပ်တင်ဆိုလုပ်ငန်းတစ်ခုပါရှေ့လူကြီးများပြောစကားရှိတယ်ပတ်ဆက်ရင်းနိုင်ရင်ဝမွေးလောအားရင်းနိုင်ရင်နွားမွေးလို့ပြောစကားရှိပါတယ်ကိုကပတ်ဆက်ရင်းနှီးမြှုပ်နှံခြင်းဝမွေးမြူရေးကအလုပ်တင်ဆိုလုပ်ငန်းတစ်ခုပါ ဝဲဘာပေါင်းမတကောင်ဟာတနစ်ကိုနှစ်ခါပေါက်တယ်တစ်ခါပေါက်ရင်6កောင်10កောင်နဲ့14កောင်အထိပေါက်တဲ့အတွက်အကောင်ကြီးတိုးဝမှုကလည်းမြန်ဆန်းပါတယ်အစားဆောင်လာဆိုရင်လည်းအပင်နဲ့အခြားလိမ့်ဆန်စုပ်ပစ္စည်းများကိုစားသုံးတဲ့အတွက်တပိုင်းတနိုင်မွေးမြူလူများအတွက်ထမင်းကြံဟင်းညံများကိုကျွေးမွေးနိုင်ပါတယ်ခေစနစ်မီတဲ့မွေးမြူရေးမှာတော့တင့်တင့်မြတ်တဲ့အစားအစာများကိုကျွေးကြပါတယ်အဓိကသတိထုသတိပြုရမှာတော့ဝတ်တွေရဲ့ကူးဆက်ယောဂကိုသတိထားရမှာပါ ဖြစ်နိုင်ဝက်ချံများကိုလူနေရောက်ကွက်နိုင်ဝေးရများတွင်မွေးမြူနိုင်အကောင်းဆုံးမှာလူနေပတ်ဝန်းကျင်မှာမွေးခဲ့ရင်လည်းလေဝင်လေထွက်ကောင်းအောင်လုပ်ပါစုပ်ပြည့်ပစ္စည်းများကိုစနစ်တကျစီမံဆောင်ရွက်ဖို့လိုတယ်ဝက်မွေးမြူရတခြားသောငွေရင်းနှီးမြှုပ်နှံမှုတွေထက်အမြတ်အစွန်ပိုရတဲ့လုပ်ငန်းတစ်ခုပါနံပါတ်၈စေးဆိုင်ဖွင့်ခြင်းဒီလုပ်ငန်းကလည်းစေးဆိုင်ငယ်ကနေပုဂ္ဂလိကဆေးရုံအထိအောင်မြင်အောင်လုပ်နိုင်တဲ့လုပ်ငန်းတစ်ခုပါ ကျမချင်းဒီလက်တပတ် ဒီအတွက်လူတို့ရဲ့ကျမ်းမကြီးရလည်းအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်ကျေးလက်ဒေတာနဲ့မြို့ပြနေရကိုကျိုင်းနေတဲ့နေရာများတွင်လောက်ကနေတဲ့လုပ်ငန်းဖြစ်တဲ့အတွက်မိတ်ဆွေတို့ကျိုင်းနေတဲ့မဲ့ထင်ပါတယ်စေတိုင်ဖွင့်ဖို့အတွက်စေဝါကျွမ်းကျင်သူကိုအရာ၅ပါးကိုယ်တိုင်ရောင်းမဲ့ဆိုရင်လေစေဝါကျွမ်းကျင်တဲ့သူနာပြုအကိုအပြင်သင်တန်းများရှိပါတယ်အဲ့ဒါကိုအချိန်ပေးပြီးအရင်တက်ပါတည်တည်ချာချာလေးလာပြီးမှလုပ်ငန်းကိုစပါစေဝါကျွမ်းကျင်သင်တန်းတက်တာသူများအတွက်အဓိကပြန်လုပ်တဲ့ကိုပိုင်လုပ်ငန်းတစ်ခုပါ အလုပ်တစ်ပတ်ရှိလဲအားလိုက်ချိန်မှာအချိန်ပြည့်ပြီးစတင်တဲ့လုပ်ငန်းတစ်ခုပါဆိုင်မဖွင့်နိုင်သေးခင် ကိုပဝင်းကျင်နဲ့အတင်တော်ဆုံးအဆင်ပြေဆုံးစေဝါများကို ပြန်ရောက်လို့ရပါတယ်ကိုကစီးဆိုင်ဝင်တော့မယ်ဆိုကိုအနီနာအနာကဆိုင်ရဲ့အာသာချက်အားနေချက်တွေကိုလေးလာပါဆိုင်ပိတ်ချိန်တွေကိုလေးလာပါ သူများတွေနဲ့အချိန်ပိုပေးနိုင်တဲ့ဝန်ဆောင်မှုတစ်ခုပေးနိုင်အောင်စီစဉ်ထားပါဥပမာအရေးပေါ်လိုအပ်တဲ့စေဝါများဆိုင်ပိတ်ချိန်ဝယ်ယူနိုင်အောင်ရင်းနှီးတဲ့သူနာပြုများ စေယုံကူးများယင်းဤတဲ့မိတ်ဆွေများကိုဖုန်းနံပါတ်ပေးထားပြီးအရေးပေါ်လိုအပ်တဲ့အချိန်ဝယ်ယူနိုင်အောင်စီစဉ်ထားပါနောက်တစ်ခုကဒေတာကန်ဆရာဝန်များ သူနာပြုများကိုအကူအညီတောင်းမေးမြန်းပြီးဒေတာနဲ့ကိုက်ညီတဲ့စီးပွားများကိုမြန်မြန်စုဆောင်းထားရမယ်စေတန်ဖွင့်မှာဖြစ်တဲ့အတွက်စေယုံစေကန်အနီးဖွင့်နိုင်ရင်ပိုကောင်းပါတယ်စေယုံစေကန်ပတ်ဝန်းကျင်မဖွင့်နိုင်ရင်လည်းချက်ချက်ကြတဲ့နေရာများကိုက်ရနားလို့လွယ်ကူတဲ့နေရာများတွင်ဖွင့်နိုင်ပါတယ် ကိုယ်ဆိုင်နေရာကိုလာရောက်နိုင်တဲ့လမ်းများနေရာတိုင်းမှာစည်းကမ်းကြော်ညာလမ်းညွှန်ဆိုင်ဖို့များကိုများများထောင်ထားဖို့လိုပါတဲ့စည်းကမ်းဖြစ်တဲ့အတွက်တန်ရှင်းတရမှုကဦးစားပေးလှုံ့ဆော်ရပါမယ်။နောက်ပြီးဝယ်သူတွေကိုကောင်းမွန်တဲ့ဆက်ဆံရေးဝန်ဆောင်မှုပေးနိုင်ရင်အသင်းရဲ့စည်းဆိုင်လုပ်ငန်းကအောင်မြင်လာမှာပါ။ကျွန်တော်ပြောပြတဲ့လုပ်ငန်းရှင်မျိုးအကြောင်းကိုကြိုက်နေတဲ့ရင်ကျွန်တော် channel ကို like နဲ့ subscribe လေးပေးသွားကြပါမိတ်ဆွေတို့နဲ့အကင်ကြီးတဲ့အလို့အဆင်ပြေတဲ့အလို့ပါခဲ့ရင်ကွန်မန့်လေးရေးထားပေးခဲ့ပါ ကျွန်တော်ရင်ကတင်ပြထားတယ်မလေးရှားရောက်ရွှေမြန်မာမှာအတွက်အားလိုက်ချိန်မှာလှုပ်လို့ရတဲ့အလုပ်ရှင်မျိုးအကြောင်းကိုတင်ပြပေးထားပါတယ်တချို့အလုပ်တွေဆိုမြန်မာပြည်ကလူငယ်တွေအားလိုက်ချိန်မှာလှုပ်လို့ရတဲ့အလုပ်တွေပါပါတယ်စိတ်ဝင်စားမဲ့ဆိုရင်ကျွန်တော် channel ထဲမှာတော့ရောက်ကြည့်ရှုနိုင်ပါတယ်အားလုံးဆင်ပြေကြပါစေကျွန်တော် KK channel ပါဗီဒီယိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်